ွေးကိုလက်နဲ့အဖြစ်သုံးတဲ့တပ်ရှိတယ်။ကိုရင်းအင်္ကာတွေကိုအသက်အန္တရာယ်ကာကွယ်ဖို့စွန့်ထုတ်တဲ့တပ်ရှိတွေနဲ့ကျွန်တော်လူသားတွေကိုအံအားသင့်သွားစေမဲ့တပ်ရှိ6မျိုးကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။ဒီပင်ကူကတော့ Golden Wing Spider လို့ခေါ်ပါတယ်။ဒီပင်ကူကတော့သူ့နာမည်အတိုင်းပဲဘိန်းတစ်ခု လို့လှိမ့်ပြီးသွားနိုင်ပါတယ်။ဒီပင်ကူတွေကိုမော်ရိုကိုတဲကန်နာရီထဲမှာတွေ့ရလေရှိပြီးတော့အဲ့ဒီနေရာဟာသူတို့အတွက်လှိမ့်သွားလို့အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ ်အန်ဒီနဲ့ဂျုံရတိုင်းမှာသူတို့ခန္ဓာကိုယ်ကိုဘိန်းတစ်ခုလိုဖြစ်အောင်ကွေးလိုက်ပြီးသူချောက်ရှည်တွေကိုအသုံးချပြီးအန်ဒီရဲ့ကနေလွတ်အောင်နှိမ်ပြေးကြပါတယ်ဒီလိုနှိမ်သွားတဲ့အချိန်မှာသွားတဲ့မြန်နှုံးဟာလည်းပုံမှန်လမ်းလျှောက်တဲ့အချိန်ထက် သုံးစားလောက်ကိုမြန်ပြီးပြင်ပတွန်းအားမလိုအပ်ဘဲနဲ့နှိမ်နိုင်ပါတယ်ဒီပုံစံကိုတော့ horn laser လို့ခေါ်ပါတယ်။မျက်လုံးထဲကနေသွေးတွေပန်းထုတ်လေးရှိတဲ့ဒီလိုသက်ရှိမျိုးကိုမြင်မှုကြမှာမထင်ပါဘူး။ဒီပုံစံရဲ့ခန္ဓာကိုယ်ကဒူးရင်းသီးလိုစူးကြုံနေနဲ့ပြည့်နေပြီးစူးကြုံနေဟာလဲဓာတ်တော်တွေလိုချွန်ထက်နေတာကြောင့် ကင်တွေဖို့တော်တော်လေးသတိထားရပါမယ်။ဒီခန္ဓာကိုယ်ကြောင့်လည်းတာရည်တွေတော်တော်များများကသူ့ကိုစားဖို့ရှောင်လေးရှိကြပါသေးတယ်။တို့ဟာအန်ဒီနဲ့ကြုံရပြီဆိုရင်မျက်လုံးတွေကနေသွေးတွေပန်းထုတ်ပြီးရန်သူကိုပြစ်ခတ်လေရှိပါတယ်။ပန်းထုတ်လိုက်တဲ့သွေးက2မီတာလောက်ထိရောက်နိုင်ပြီးသွေးထဲမှာထူးခြားတဲ့ပါဝင်ပစ္စည်းတစ်ခုရှိတာကြောင့်မျက်လုံးထဲဝင်ရင်ခဏတာမျက်စိကန်းသွားတာမျိုးဖြစ်စေနိုင်ပါတယ်။ရန်သူမှာသွေးကြောင့်ယုံကန်နေရတဲ့အချိန်မှာပဲဒီပုတ်တင်ကထွက်ပြေးလွတ်မြောက်သွားလေရှိပါတယ်။မျိုးနဲ့တူတဲ့ဒီကောင်ကတော့ Raven Worm လို့ခေါ်ပါတယ်။ ဒေသရှိကကဘာပေါ်မှာကြောင်တောင်အနိုင်ဆုံးတက်ရှိနေတဲ့နေရာတစ်ခုဖြစ်ပြီးအနည်းငယ်ဆုံးဆိုရင်သွေးဆုပ်တဲ့မြို့နယ်ပုံစံတူပါတယ် ဒီကောင်ကသူ့နားမှာကားကောင်ဖြစ်ဖြစ်ရန်သူဖြစ်ဖြစ်ရှိနေတယ်လို့ခံစားရတာနဲ့သူ့ကောင်တဲ့ကနေအရေးတမျိုးကိုချက်ချင်းထုံထွက်လိုက်ပြီးထွက်လာတဲ့အရေးတွေဟာသွေးကြောတွေလိုပြန့်နှံ့တွဲကပ်သွားပါတယ်။ကြည်ရတာဂျိုသားရုပ်ရှင်ကားတဲ့ကနေတူပြီးတော်တော်လေးကြောက်ဖို့ကောင်းပါတယ်။ပိုကြောက်ဖို့ကောင်းတာကဒီအရေးတွေဟာအစိတ်ရှိပြီးသူ့ရဲ့သားကောင်ကိုမလှုပ်နိုင်တော့အောင်ဖြတ်သွားစေပါတယ်။သားကောင်ကမလှုပ်တော့ဘူးဆိုရင်တော့ဒီပိုးကောင်ကဖြည်းဖြည်းချင်းစားသုံးပြလိုက်ပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကဒီမြော့ဟာခန္ဓာကိုယ်ပြန်ထွက်နိုင်တဲ့စွမ်းရည်ရှိပြီးတော့အပိုင်းပိုင်းဖြတ်လိုက်ရင်တော့ ခန္ဓာကိုယ်အစိပ်ပိုင်းတွေပြန်ထွက်နိုင်ပြီးဒပိုင်းစီဟာအကောင်တကောင်စီအဖြစ်ကိုဆက်လက်အသက်ရှင်နိုင်ပါတယ်ဒီကနေ့ကတော့ boxing prep လို့ခေါ်ပါတယ်ဒီကနေ့မျိုးတွေကိုအရှိတောင်အာရှမှရှိတဲ့ပင်လယ်ရေဒိန်မိုင်းရဲ့တမ်းမြင်နေပေါ်မှာမြင်တွေ့ရလေရှိပါတယ်ခန္ဓာကိုယ်ရဲ့ဆောင်းကလူတယောက်ရဲ့လက်သေးကုန်လောက်ပဲရှိပြီးတခြားကနန်းနေနဲ့မတူတာကတော့သူ့မှာကြောက်စရာကောင်းတဲ့လက်ညက်ကြီးတွေမရှိပါဘူးဒါပေမဲ့သူ့ကိုယ်သူကဝယ်ဖို့အတွက် ဒီကနေ့ဟာသူတို့လက်မတွေပေါ်မှာအစိတ်ရှိတဲ့ပန်းဘောလိုအရာတွေကိုလက်ဝေထိုးတဲ့လက်အိတ်တစ်ခုလိုစူးစီးထားလိုက်ပါတယ်။သူကသူအန်ဒီနဲ့ဂျုံဝတ်ပြီးလို့ခံစားရတဲ့အချိန်တိုင်းမှာလက်သီးနဲ့လှမ်းထိုးလိုက်လို့လုပ်လိုက်ပြီးလက်သီးထိုးတဲ့ပုံစံကလည်း cheerleader တယောက်လိုမျိုးပုံစံတူပါတယ်။ ဒါကတော့ sea cucumber လို့ခေါ်တဲ့အသက်ရှိဖြစ်ပါတယ်။လှုပ်ရှားသွားလာတဲ့ပုံစံကခရီးတစ်ကောင်နဲ့တူပြီးဒီသက်ရှိရဲ့အသက်ရှင်မှုခုခံကာကွယ်တဲ့ပုံစံဟာလည်းတော်တော်လေးထူးဆန်းပါတယ်။အန်ဒီတခုခုနဲ့ဂျုံဝါတိုင်းမှာဒီကောင်တွေကသူ့ရဲ့ကိုရင်းမိုင်းအင်္ကာတွေကို ထုတ်ပစ်လိုက်ပြီးလာတိုက်ခိုက်တဲ့တားရဲကိုကြောင်သွားစေပါတယ်။တိုက်ခိုက်သူကသူ့ထုတ်ပစ်လိုက်တဲ့ကိုရင်းအင်္ကာတွေကိုစားနေတော့မှတားရဲလက်ကနေလွတ်အောင်ထွက်ပြေးပါတယ်။လုံယုံတဲ့နေရာကိုရောက်ပြီဆိုရင်တော့သူ့ထုတ်ပစ်လိုက်တဲ့ ကိုရင်းအင်္ဂါကိုပြန်ထွက်လာအောင်လုပ်နိုင်ပါတယ်။ဒါလေးပဲဆိုပြီးအထင်မသေးလိုက်ပါနဲ့။တချို့အခြေအနေတွေမှာဆိုရင်ဒီတက်ရှိကပင်ကိုမြင်တဲ့တူတဲ့အစိတ်ရှိတဲ့အမိတွေကိုထုတ်လေရှိပြီးရန်သူကိုရစ်ဖက်ပြတ်တက်ပါသေးတယ်။ဒါတော့ porcupine လို့ခေါ်တဲ့ဖြူကောင်ပါ။ဖြူကောင်တိုက်ခိုက်တာကိုခံလိုက်ရတဲ့ဒီကောင်တွေရဲ့အဖြစ်ကိုကြည့်လိုက်ရုံနဲ့ဖြူကောင်တွေဟာဘလောက်ထိအန္တရာယ်များတဲ့တက်ရှိလဲဆိုတာမြင်နိုင်ပါတယ်။ရန်သူနဲ့တွေ့တာနဲ့ဖြူကောင်တွေဟာသူ့ခန္ဓာကိုယ်မှာရှိတဲ့စူးယုံတွေနဲ့ထောင်လိုက်ပြီး တွားဝဲမှုကိုစတင်ပါတယ်ဖြူကောင်ရဲ့စူးဂျုံနဲ့ထိလိုက်ပြီးဆိုရင်တော့ဖြူကောင်ကနည်းနည်းနှုတ်လိုက်တာနဲ့စူးဂျုံကိုချိတ်ဆက်ထားတဲ့အောက်ခြေကကြွက်သားသေးသေးလေးဟာပြတ်ထွက်သွားပြီးအသားထဲကိုထိုးဆိုင်ပါလာပါတယ်စူးကျွန်ရဲ့ထိတ်မကပြောင်ပြန်လန်နေတဲ့အထစ်သေးသေးလေးတွေရှိပြီးတော့အချုံတစ်ခုစီတိုင်းရဲ့ထိတ်မအထစ်၈၀၀လောက်ထိရှိတာကြောင့်စူးသွားရင်ဆွဲနှုတ်ဖို့တော်တော်လေးခက်ပါတယ်။အတင်းဆွဲထုတ်ဖို့ကြိုးစားမယ်ဆိုရင်တော့အထစ်တွေကအသားကိုဆွဲကန်ထားတာကြောင့် အရန်နာကျင်တဲ့ခံစားမှုကိုခံစားရမှာဖြစ်ပြီးအသားမှာလည်းပျက်စီးမှုတွေထိဖြစ်စေနိုင်ပါတယ်